လူတိုင်းရဲ့ကလေးတွေဖြစ်မှာဆိုလို့ကျွန်မကအားလုံးကိုဟွာအာလာပြောပြချင်းဖြစ်ပါတယ်ကလေးကဒီနေ့တနာရီကျော်မှာတဲ့အပေါ်သွားတယ်တဲ့အအပေါ်သွားတာကိုလော့ကကြသွားတယ်တဲ့လော့ကြသွားတဲ့ချိန်ကျရင်တော့ဘလို့မှဖွင့်လို့လည်းမရဘူးယုံလို့လည်းမရဘူးရိုက်ဖွင့်လို့လည်းမရဘူးသူ့မှာငိုလဲငိုတယ်អော်လဲអော်တယ်ဘယ်သူမှလည်းမကြားဘူးတဲ့ဆရာမတွေကိုကျွန်မကကြီးစုပြည့်ပြောချင်ပါတယ်ကိုရဲ့စာတင်ချိန်မှာဒီကလေးကအပေါ်သွားရင်ဘယ်လောက်ကြာမှာတော့9မိနစ်10မိနစ်15မိနစ်အလွန်ဆုံးပေါ့အထက်ကြာရင်တော့ဟို 哦，里离的，要我看一看嘛，看那些面过人那的接触别，的吃老几百块钱了喏，格里的，俺都没有背面的嘛，说入都吃里离来太背面的嘛，说入。我那上班刚录过了，以前没过，不是得看下嘞。 အားလို့ကျွန်မဒါအကုန်လုံးစီရင်လို့ရအောင်ကျွန်မဒါပြောပြပေးမယ်ပေါ့နော်အလုံးမဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့ကလေးလေးတစ်ယောက်ကစာသင်နေချိန်မှာအဖို့သွားရင်းနဲ့အိမ်တိုင်းမှာလော့ကျပြီးတော့နော်ပြန်ထွက်လို့မရလို့ဆိုပြီးတော့အပြင်ကိုအော်ဟစ်ပြီးတော့အကူညီတောင်းနေရှင်ဒါကိုလည်းအပြင်ကဆရာဆရာမတွေကမကြားလို့နော်သူကအရန်ကိုမှကြောက်ရွံ့ပြီးတော့ငုံနေခဲ့ရတာရှင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီចောင်းသားလေးရဲ့အမိကလည်းနော်ဆရာမတွေကနောက်ဆိုလို့ရှိရင်ကလေးတွေအပေါ်သွားလို့ရှိရင်အချိန်မှတ်ပြီးတော့နော်ဂရုစိုက်ပြီးတော့ကြီးရှုပေးတဲ့နယ်ဆိုပြီးတော့ပြောထားတာရှင်နောက်ထပ်ဗီဒီယိုလေးကចောင်းသားတအူးကနော်အိရှန်ကြီးကိုကူးဆက်ခံရတယ်နဲ့ပတ်သက်ပြီးတော့ပြောပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ကြီးရှုတဲ့သူတွေအနေနဲ့လည်းဘ ഹു တရရပြီးတည်ထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုပြန်လည်ဝင်မြောက်လိုက်ရှင်ဖြစ်ပါတယ်ညီမနဲ့တူတူဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြီးရှုပေးဖို့ဖိတ်ခေါ်ရှင်ပါတယ်ရှင်အကဒီနေ့အမ်ကလေးတွေရဲ့ចောင်းပတ်ကိစ္စနဲ့ပတ်သက်ပြီးတော့ နည်းလေးလာဝေမြပြောပြချင်တယ်ပေါ့နော်အခုကျမကအကြောင်းကိုသွားပြောလို့ရပါတယ်လာရှိုးမျိုးအထာကသုံးအကြောင်းမှာဖြစ်ဖြစ်တာပေါ့နော်ကျမသွားပြောလို့ရတယ်အတန်းပိုင်ကိုလည်းသွားပြောလို့ရပါတယ်ဒါပေမဲ့လည်းဒီတိုင်းပြောရင်တော့ဆရာမလည်းနောက်ခါအေး view site ပေးမယ်ဘာညာနဲ့ပြီးသွားမှာပေါ့ဒါမှလည်းလူတိုင်းရဲ့ကလေးတွေဖြစ်မှာဆိုလို့ကျမကအားလုံးကိုဟွာလာပြောပြချင်းဖြစ်ပါတယ်ကလေးကဒီနေ့တနာရီကျော်မှာတဲ့အပေါ်သွားတယ်တဲ့အပေါ်သွားတာကိုလောက ကျသွားတယ်တဲ့လောကျသွားတဲ့ချိန်ကျရင်တော့ဘလို့မှဖွင့်လို့လည်းမရဘူးယုံလို့လည်းမရဘူးရိုက်ဖွင့်လို့လည်းမရဘူးသူ့မှာငိုလဲငိုတယ်អော်လဲអော်တယ်ဘယ်သူမှလည်းမကြားဘူးတဲ့အဲ့မှာ तू ဖွင့်တာကြားကြီးဖွင့်လည်းမရဘူးငိုလဲမို့မရဘူးဘလို့လို့လို့မရတော့ကလေးကနောက်ဆုံးကြံရမရခေါမိုးပေါ်နဲ့ထွက်လာတယ်တဲ့ခေါမိုးပေါ်နဲ့ထွက်လာတာနှစ်ထင်းနေလဲချစ်မိတယ်နရွက်တွေလည်းချစ်မိသွားတာဗောနော်အဲဒါပဲမလဲကျမတို့ကလေးကလေလို့အဲ့လိုမျိုးထွက်လာလို့ရလို့ဟိုတိုသေးတာဗောနော်တကယ်လို့ထွက်လာလို့မရတဲ့ကလေးဆိုဘလို့လုံးမှာတော့เนาะ तू အမှ အမိုးဆိုးပြီးတော့ငိုယုံပဲကြံတော့ငိုလဲညအမိုးချုပ်တဲ့ ठी လဲတတိမထားမြင်တော့အဲ့အင်တာမှာပဲနေနေရမှာပေါ့နော်ကျမကလေးကចောင်းကနေပြန်လာတော့အမေရေးတဲ့တားလေးတဲ့တိုတေးတဲ့အဲ့လိုထွက်လာရတော့ဒါမှမဟုတ်မောင်မောင်မင်းမင်းနဲ့တားကအမှပဲနေရတော့မှာပေါ့တဲ့တားကသမင်းနေပါလေစာပြီးနေရတော့မှာတဲ့ကလေးကလာပြောပြရှာတယ်ဆရာမတွေကိုကျမကကျေးဇူးပြုရေးပြောချင်ပါတယ်ကိုရဲ့စာတင်ချိန်မှာဒီကလေးကအပေါ်သွားရင်ဘလောက်ကြာမှာတော့9မိနစ်10မိနစ်15မိနစ်အလွန်ဆုံးပေါ့အထက်ကြာရင်တော့ဟို ဟိုကလေးတွေတင်းရောက်ကိုခိုင်းရင်ခိုင်းမခိုင်းနဲ့ဆရာမကိုတိုင်းတဲ့ဂျေဇူးပြည့်တစ်ချက်လောက်ကြည်ပေးစေချင်တယ်နော်ကလေးတွေကအဲ့လိုမျိုးပိတ်မိနေမှာဆိုလို့တခြားကလေးတွေလည်းထပ်ပိတ်မိနေမှာဆိုလို့ကျမတို့ကစေတနာနဲ့လာပြောပြရချင်းဖြစ်ပါတယ်နော်နောက်နောက်အဲ့လိုမျိုးမဖြစ်ဖို့နော် တခြားကလေးတွေမဖြစ်ဖို့အဲ့လိုမျိုးကျမကလာပြောပြရချင်းဖြစ်ပါတယ်ဟိုတခါလဲကျမကလေးကသူများကိုသူများကလေးကိုချစ်တော့ပွေးလိုက်တယ်ပွေးတော့ပြုတ်ကျသွားတယ်ပြုတ်ကျတော့နှခမ်းကွဲတယ်နဖူးမှကွဲသွားတယ်ဒါပေမဲ့ကျမတို့ကသူရဲ့မိဘတွေခြေနဲ့အောင်ဆေးဖိုးဝါခဘာညာဆေးတွေမုန်းတွေကလေးရဲ့ခြေနဲ့အောင်ကျမတို့တောင်းပန်ပြီးတော့တောင်းဝန်ချေအောင်လုပ်ပေးတယ်ကျမကလေးကိုကြတော့တမင်တကာတက်တက်လာဆော့လို့လာကလေးတွေဆိုတော့ဆော့လို့ပဲပုံများမှာပါဆော့ပြီးတော့တွန်းလိုက်တယ်ကျမကလေးကနှခမ်းတွေကွဲသွားတယ်နှာခေါင်းမာတွေဟိုဖြစ်သွားတယ်ပြီး သွားနည်းနည်းပြေးသွားသွေးထွက်သွားတယ်ဆရာမဖုံးဆက်လာကျွန်မတို့သွားခေါ်တယ်ကျွန်မတို့ကိုကကိုဆေးကုတယ်အကလေးကိုလည်းဆူလဲမဆူဘွေလဲမျိုးကြည့်တော့မကြည့်ခဲ့ဘူးကိုသားကိုသမီးကိုလှုပ်တဲ့ကလေးကိုလည်းကိုကကိုပဲဆေးကုပြီးတော့ကိုကကိုပဲလှုပ်လှုပ်လိုက်တယ်ဒါပေမဲ့လည်းဆရာမတွေကိုကြီးစုပြေးကလေးတွေအပေါ်မှာမျက်နာမလိုက်စေချင်ဘူးဟိုကိုသားသမီးကိုဆွေမျိုးမဟုတ်တိုင်းအဲ့လိုမျိုးတော့မဖြစ်စေချင်ဘူးနည်းနည်းပပတော့ဂယူဆိုင်ပေးပေါ်တော့ကိုအတန်းချိန်ကိုရဲ့အချိန်ယူတီရှိတဲ့ချိန်ကြတော့တာဝန်ကြအောင်လေးတော့လှုပ်ပေးစေချင်တယ်နော်ကလေးတွေအပေါ်မှာ ပို့ပို့ဆဆမလုပ်စေချင်ဘူးရှင်ကျမတို့ကမိဘတွေအနေနဲ့လဲဆရာမတွေကိုအနှွညွန်းတောင်းပန်ပြီးတော့မေတ္တာရက်ခံပါတယ်ကလေးတွေကိုကျေးဇူးပြုဂယူးဆိုင်ပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်တယ်နော်အခုကကြောင်းတက်နေတဲ့အချိန်မှာကလေးလေးတွေကတယောက်တည်းအပေါ်တွေပါတွေသွားလို့ရှင်နည်းနည်းစိုးရင်ရတယ်ရှင်သူတို့တွေကအပြင်ကနေနော်တယောက်ယောက်ကစနောက်ပြီးတော့လောချလိုက်လို့ရှင်လဲကလေးတွေဆိုတော့မသိဘူးရှင်နောက်ပြီးတော့ အိမ်သားတွေဘာတွေတွားလို့ရှိရင်နော်အခုနောက်ပိုင်းအကြောင်းအိမ်သားတွေကအရန်အတန်လုံးတော့နော်အထက်ကနေဘလောက်အော်အော်နော်မကြားတာတွေလည်းရှိရရှင်ဒါပြင်ခန်းထဲမှာစတင်နေတော့ကလေးတွေရဲ့အော်ဒါကိုလည်းမကြားနိုင်ဘူးနော်အခုလိုမကြားတာကနေနော်တက်အန်တွေရဲ့စိုးရိမ်ရတဲ့အထိဖြစ်နိုင်နေရှင်နောက်ထပ်ဗီဒီယိုလေးကကြောင်းသားတို့ဥပါနော်ဆိုင်ကြီးကိုကူးလာတာလည်းရှင်ဘာကြောင့်နော်ဒီကြောင်းသားကခုလိုမျိုးကူးလာရတယ်ဆိုတော့အကြောင်းကိုစမန်နတူစက်ကြည့်လိုက်ရအောင်နော်ကျမဒီဒီပါကြောင့်ပြောရမလဲဆိုရင်ဆရာမကိုရင်လာဖွင့်လာတဲ့ဒီနောက်ဆုံးနှစ်ကျောင်းသားကောင်းလေးပေါ့နော် HIV ကိုကူးစက်ခံရတဲ့ ခါလို့ကျွန်မဒါအကုန်လုံးစင်ကျင်လို့ရအောင်ကျွန်မဒါပြောပြပြမယ်ပေါ့နော်အဘာလို့လဲဆိုလို့ရှင်အခုပေါ့နော်ကျွန်မကိုလာပြီးတော့ရှင်ခွင်းတဲ့သူတွေပြည်နောက်တစ်ခုကပေါ့နော်လာမီတဲ့သူတွေဒီကောင်းစင်းလင်းလာလို့တဲ့သူတွေတော်တော်များများပါဆိုလို့ရှင်ဒီမှာတော့အပြစ်ကလူငယ်အထွေတွေများတယ်အဲ့ဒီမှာ NGPD အထွေတွေလည်းပါတယ်တခြားဒီအမျိုးသားမျိုးသမီးအထွေတွေလည်းပါတယ်ပေါ့နော်အဲ့တော့ဒီလေကိစ္စကြီးဖြစ်နေသမျှတော့ အကောက်ကမှာပါလို့ရှိရင်တော့အချိန်မီပို့ရတော့ကူးဆက်ခံရနိုင်တာများတယ်ဘာလို့လဲဆိုရင်ပို့ရှိတဲ့သူနဲ့ဆက်ဆက်မိရဲ့ဆိုလို့ရှိရင်အကောက်ကမှာပါရင်တော့ဒါကူးမှာပဲအဲကြတော့ဒီမောင်လေးကဆရာမကိုဘာလာရောက်ဖွင့်လာလဲဆိုလို့ရှိရင်သူကူလာရလဲဒီဆရာတို့ဒီကျမကြီးလောက်ကနဲ့မစိမ့်နေနေရတကူပါပဲအကြတော့သူကပေါ့နော်ဒီသူ့ရဲ့ပါတနာနဲ့ဒီသူ့ရဲ့ရည်စားပေါ့နော်ရည်စားနဲ့ဒီမောင်လေးရဲ့ NGPD သူ့ရဲ့ရည်စားနဲ့သူကအရှိပေါ့နော်မအရှိမှာ ဒီ၄ချိန်လောက်အတူတူနေခဲ့ဘူးတယ်နေတဲ့အခါမှာအကာအကွယ်သုံးတယ်ဒီနောက်ဆုံးတစ်ခါသူနေတာပေါ့နော်နေတဲ့အချိန်မှာအာသူကတော့ပေါ့နော်ဒီသူ့ကောင်လေးကိုကောက်ွယ်သုံးလိုက်တယ်လို့သူကထင်တာတကယ်တော့သူ့ကောင်လေးကကောက်ွယ်မသုံးကောက်ွယ်မသုံးဘဲနဲ့သူတို့အတူတူနေလိုက်တယ်ပေါ့နော်နေတဲ့အခါမှာသူကမသိဘူးမသိတော့ကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီသူ့ကောင်လေးက overseas သွားမယ်နိုင်ငံခြားသွားမယ်ဆိုပြီးတော့တွေးစစ်တဲ့အခါမှာဒီ ကာသာပိုးရောအိဆိုင်မျိုးပိုးရောပေါ့နော်နှစ်ခုလုံးဒါ post it ထွက်နေရထွက်တော့ကျတော့သူ့ကိုပြောတာပေါ့နော်ပြောတဲ့အခါမှာ तू ကအာ तू တော့ဒီလိုဒီဆေးမအောင်လို့ပေါ့နော်နိုင်ငံခြားမှာသွားရတော့ဘူးကျွန်တော်တို့ဒီသွားရဲဆိုတာလည်းဟိုနိုင်ငံခြားသွားရဲဆိုတာလည်းတချို့နိုင်ငံတွေကလက်ခံတဲ့နိုင်ငံတွေရှိရတချို့နိုင်ငံကျတော့လက်မခံနိုင်တဲ့နိုင်ငံတွေရှိရကျွန်တော်ဒီသူ့ရဲ့ပါရနာသွားခြင်းတဲ့နိုင်ငံကျတော့လက်မခံတော့ तू မသွားရတော့ဘူးပေါ့နော်အဲ့ချိန်မှာ तू သူတည်ချင်အရန် ကြောက်ပြီးတော့စိုးရင်သွားတာစိုးရင်သွားတဲ့အခါမှာသူဆမကိုလာမေးတယ်ပေါ့နော်လာမေးတဲ့အခါမှာဆမတားသူသိစစ်ဖို့ပဲဆမကအကြံပေးတာပေါ့နော်သူကတော့မစစ်ရှင်ဘာလို့ဆိုကြောက်လို့ပေါ့နော်အာကြောက်ပြီးတော့မစစ်ဖမ်းတဲ့နေနဲ့သူ့အတွက်ပူဆိုးมาဖြစ်တဲ့အတွက်ဆမကသူ့သူစစ်ခိုင်းတဲ့အခါမှာအာသူကံမကောင်းပါနဲ့ပဲဒီပူပူခံလာရတာကိုခံလာရတော့ကျတော့သူကကလာသားတော့မတွေ့သေးဘူးပေါ့နော်ကလာသားတော့မရှိဘူးအရင်ကတော့အရင်ပူဆက်ခံရပြီအကျတော့ဆမပြောချင်တာကကျတော့အာ ကိုအတွက်ကလည်းကိုအန်တွေကကိုရှောင်းမှပဲရမှာအဲ့တော့ဒီမှာလို့ဆိုလို့ရှင်လည်းဒီကျမကြီးလိုက်စားတယ်လိုက်စားရဲကျမသူ့ကိုမြင်တော့ကျတော့ဘာလို့နေကောက်ကမတုံးတာလဲလို့မြင်တော့ကျတော့သူ့ကောက်ကတုံးခဲ့တယ်လို့ပဲသူထင်တာပေါ့နော်အမှတ်တမဲ့ပြင်တာတကူကသူ့ရဲ့ရှိစားရလေပေါ့နော်ဒီလိုရောဂါပိုးရှိတယ်လို့ထင်ရတဲ့ပုံစံမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့လဲသူအဲအစားတော့သူ့ကောက်ကတုံးကြတယ်ဒီနောက်ဆုံးတစ်ခါမတုံးတာကိုသူမသိဘူးပေါ့နော်ဒါကြောင့်မလို့ကျမပြောပြချင်တာကကျတော့ 就是你们是有些干过来懂嘛，有单位批评，有单位批评。 ီဗီယိုလေးကတော့ HIV ကိုကူးခံရတယ်နော်အရင်ကမှကြောက်စရာကောင်းနေရှင့်ဒီ HIV ကိုက LGBT ပဲဖြစ်ဖြစ်နော်ဆောင်ရွယ်တွေဆိုလို့ရှိရင်အကာကွယ်ပါပဲနဲ့နော်အတူတူလင်းဆက်ဆံမိတာကလည်းကူးဆက်တာရှင့်ဒီ HIV ကိုကူးခံရပြီဆိုလို့ရှိရင်လည်းအရင်ကမှကြောက်စရာကောင်းနေနော်ဒီ HIV ကိုကူးခံရတဲ့သူကနော်ကူးဖို့စေးရလည်းမရှိဘူးရှင့်ဒီလိုယောဂမျိုးဆိုတာကလည်းအရင်ကမှရှားတယ်ရှင့်ဒီចောင်းသားလေးကဆိုလို့ရှိရင်နော်သူကသူ့ရည်စားနဲ့အတူတူနေရမိတဲ့အချိန်မှာနော်အကာကွယ်တစ်ခါလေးမတုံးမိရတယ်ကူးဆက်ခံရတာရှင့်ကူးဆက်ခံရပြီ နောက်ပိုင်းမှာတည်တယ်နော်သူတို့ကကုသရောင်းအောင်လဲပြီးတော့ဘာမှမတတ်နိုင်ဘူးနော်ဒါကြောင့်မလို့သမီးစားဆောင်တွေတွေပဲဖြစ်ဖြစ်နော်ဖြေကိုကနော်သူတို့နဲ့ပတ်သက်ပြီးတော့အတူနေရမယ်ဆိုလို့ရှိရင်တော့ဘလို့ချင်းနေဘူးပဲဖြစ်ဖြစ်အကာအကွယ်တုံးတဲ့နေရှင်ဒီကာမစိတ်တစ်ခုတည်းနဲ့နော်ကိုကအကာအကွယ်မတုံးမနဲ့နေလိုက်လို့ရှိရင်ခုလိုမျိုးယောဂတွေကုသသွားလို့ရှိရင်နောက်ဆက်တွဲအကျိုးခံစားနေရမှာငါကိုကိုယ်တိုင်နဲ့နော်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကြည့်ပြီးတော့ဘုံတူတာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ချင်မယ်ရှင်